မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ12ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗေဒသတင်းများကို နေပြည်တော်မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်အခြေအနေများမှာကချင်ပြည်နယ်မှာဧပြီလရဲ့ပုံမှန်ပူချိန်ထက်3ဒီဂရီဆက်စီယပ်ပိုခဲ့ပြီးရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးဝင်ပြည်နယ် ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာအေဗီလာရဲ့ပုံမှန်ပူချိန်တို့အောင်2ဒီဂရီဆက်စီယက်နဲ့ချင်းပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝီတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာအေဗီလာရဲ့ပုံမှန်ပူချိန်တို့အောင်3ဒီဂရီဆက်စီယက်မှ4ဒီဂရီဆက်စီယက်အထိရောနေခဲ့ကစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်း နေပြည်တော်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ AB လာရဲ့ပုံမှန်ဘူးချိန်ခန့်သာရှိခဲ့ပါတယ်။2025ခုနှစ် AB လာ17ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူကြတဲ့နေဘူးချိန်များမှာ တောင်တွင်းကြီးမြို့မှာ39.5ဒီဂရီဆက်စီယက်ပြင်းမနာမြို့မှာ38.9ဒီဂရီဆက်စီယက်ရွှေကျင်းမြို့မှာ38.4ဒီဂရီဆက်စီယက်ကျောက်ဆယ်လွင်ကျော်နဲ့တောင်ငူမြို့တို့မှာ38ဒီဂရီဆက်စီယက်စီးရဲ့ တောင်ကုန်းလေးချောင်းမိုးလေးကိုအသားနဲ့ချောင်းမြို့တို့မှာ39.8ဒသမ8ဒီဂရီဆက်စီယက်စီမကွေးမြို့မှာ39ဒသမ9ဒီဂရီဆက်စီယက်နဲ့ရမဲသင်းမြို့တာစီလိုင်းတန်းနဲ့ကော့ကရိတ်မြို့တို့မှာ39ဒသမ5ဒီဂရီဆက်စီယက်စီတို့ဖြစ်ကြပါတယ်။အေဗီလာရဲ့အနေဆုံးပူချိန်စံချိန်သစ်အနေနဲ့ကတော့ဒီကနေ့မနက်မြန်မာစံတော်ချိန်6နာရီခွဲချိန်တိုင်းထွာချက်အရမြစည်းနှာမြို့မှာ17ဒသမ8ဒီဂရီဆက်စီယက်53ဒသမ2ဒီဂရီဖာရင်ဟိုက်ဖြစ်ပြီး ရခိုင်စံချိန်ဟောင်းမှာ17.5ဒီဂရီဆက်စီယပ်54.5ဒီဂရီဖာရင်ဟိုက်ဖြစ်က1984ခုနှစ်အေပီလ12ရက်နေ့ကတိုင်းထွာရရှိခဲ့ပါတယ်။မှတ်သားဝယ်ရာမူရီချင်းများမှာမြိတ်မြို့မှာ1.36လမဘကိုးမြို့မှာ1.24လမကောတောင်မြို့မှာ1.69လမမကွေးမြို့မှာ1.65လမကြက်မီမြို့မှာ1.61လမ တဝဲမြို့မှာတိတသမား9ခွန်လမလဲကူးမြို့မှာတိတသမား6ချောင်းလမမော်ရမြိုင်ကျွန်းမြို့မှာတိတသမား2ခွန်လမကြိုင်လမ်းမြို့မှာတိတသမား2 3ညာလမနဲ့ဇလွန်မြို့မှာတိတသမား10လမတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လဲတနအိခွဲချိန်မူလဝတာကျိုးမှာဖမ်းယူရရှိတဲ့ပုံအရကပ်ပလီပဲလေပြင်မင်္ဂလာပင်လေရောအရှိတောင်ပိုင်းနဲ့အရှိလေပိုင်းတို့မှာတိမ်တင်တမာတိတ်ထူးထက်နေပြီး ကျန်ပင်ကလားပင်လယ်အော်မှာတိမ်နေငယ်ဖြစ်ထွေးနေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးထိန်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးထိန်တောင်များရွေ့လျားရနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်သည်တမတိတ်ထူးထက်နေတာကို တွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသချင်းနေပြပုံရမြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာလေဖျားရုံနေနေတာကိုတွေ့ရပါတယ်။မြမပင်လေပြင်းမှာလှိုင်းတည်တည်ရှိပါမယ်။လှိုင်းမြမ မြမကန်ယူတဲ့တရှောင်းတဲ့ကန်းလွန်ပင်လယ်ပြင်တို့မှာငါးပေမှာရှစ်ပေကန်းရှိနိုင်ပါတယ်။မနေ့ပြမနေ့ထိခမ်းမန်းချက်များအနည်းငယ်ကတော့ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြအေရဝီတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြီးတော့ကယားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ် ရခိုင်ပြည်နယ်နဲ့ကချင်ပြည်နယ်တို့မှာနေရာကျကျနဲ့ချင်းပြည်နယ်စကိုင်းတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားမိုးထချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင် ေဖရောနဲ့နီတဝိုင်အတွက်မနှက်ဖြစ်မနှက်ထီမိုးလေဝသချီနီခံမှန်းချက်မှာတင်းအင်းတင်းဖြစ်တွင်ပြီးမိုးထချုံရင်နေရာကွက်ကြားမိုးရွာပါမယ်အမြင့်ဆုံးဘူးချိန်မှာ35ဒီဂရီဆက်စီယက်95ဒီဂရီဖာရဟိုက်နဲ့အနေအဆုံးဘူးချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်နီတဝိုင်အတွက်မနှက်ဖြစ်မနှက်ထီမိုးလေဝသချီနီခံမှန်းချက်မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်အမြင့်ဆုံးဘူးချိန်မှာ 37ဒီဂရီဆယ်စီယက်88ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဦးချိန်မှာ24ဒီဂရီဆယ်စီယက်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတဝိုင်းအတွက်မနက်ဖြန်မနက်အထိမိုးလဝတအခြေအနေခန့်မှန်းချက်မှာတိမ်တိမ်တိမ်ဖြစ်ထွက်ပြီးမိုးထချုံ၍နေရာကွက်ကြားမိုးရွာပါမယ်။အမြင့်ဆုံးဦးချိန်မှာ36ဒီဂရီဆယ်စီယက်69ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဦးချိန်မှာ25ဒီဂရီဆယ်စီယက် 89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခန့်မှန်းချက်များအနည်းငယ်ကတော့ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးနေပြီးတော့ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်မှနေရာအနှံပြားမူးထစ်ချုံရွာပါမယ်။ အခုတင်ပြခဲ့တာကတော့ဒီကနေ့မွန်းလွဲ၂နာရီချိန်ထုတ်ပြန်တဲ့မိုးလီဝတာနဲ့ဇလားဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။